်အားလုံးပဲမင်္ဂလာပါအခုတင်ဆက်ပေးမှာကတော့တော်ကြီးတရက်ဆိုတဲ့တရက်ဆက်လန်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဝင်းပေတီယူအာရဲ့အကောင်းဆုံးအမဲလိုက်သမားတယောက်ဖြစ်ပြီးတနေ့တွင် သူမစားဖူးသေးတဲ့ကြီးမာတဲ့အမဲကောင်ကိုလိုက်ဖမ်းရန်တော်နဲ့ကြီးတဲ့သူဝင်လာခဲ့သည်တမန်အချင်းဆိုလျင်သူသည် ော်ဩကိုမကြောက်တော့လဲအဒီမာတော့လေပြင်းတိုက်ခတ်နေပြီးတက်ကမ်းများမှအတန်ဆိုင်များကြားရနေရသည်ခြေလမ်းတိုင်းတွင်တရက်6များကျွေးချတန်နှင့်အတူဝင်းပေရဲ့နှလုံးခုန်တန်ပါကျဲလောင်စွာချားနေရသည် ရုတ်တရက်သူရှိမှခက်မမြင်အရေးတစ်ခု ဖြတ်ပြေးသွားသည်အဲ့ဒါပါလဲဝင်းပေစီ လန်တန်ကိုခြီလိုက်ပြီးနောက်အကြောင်းပြန်ကြည့်မိသည်အဲ့ဒီအချိန်မှာပဲသူနောက်ကတစ်ပင်ကြီးများကြားမှ အဖြူရောင်ဝတ်ဆုပ်များဝတ်ဆင်ထားသောအမျိုးသမီးတစ်ယောက်ကသူ့ကိုစိုက်ကြည့်နေသည်ကိုမြင်လိုက်ရသည်ဝင်းဖေသည်ခြေလန်းဆုပ်လိုက်ပြီးဘသူလဲဟုအော်မေးလိုက်သည် အမျိုးသမီးသည်ပြောင်းနေဟန်ရှိတော်လဲမျက်လုံးများမှအမဲနှက်ကြီးဖြစ်နေပြီးပစံမှသွေးများယိုစင်းနေသည်ဝင်းဖေသည်ထိုင်လန့်စွာပြေးရန်ပြန်လာသည့်အချိန်သူချီလမ်းများကိုအေးဆက်တော်လက်တဆုံကစောက်ကင်ထားသည့်ကိုခံစားလာရသည်နောက်လဲကြီးမီတေခမြေကြီးထဲမှ ထွက်လာတော့လက်များစွာက သူ့ကိုဆွဲချနေအမျိုးသမီးမှ ခပူဝေးမှ ရေတံနဲ့အတူချင်းကန်လာနေသည်ဒီတော့ထဲမှမင်းကိုဘသူကဲနိုင်မှလဲဝင်းဖေမှတော့ကြီးထဲမှလွတ်အောင်ပြီးတော့လဲရွာရောက်တော့လဲသူ့အတွက်ဘဝသည်နေကုန်အတိုင်းမဟုတ်တော့ပေ ညနေခင်မိုးများရွာသွန်းနေစဉ်ရွာအဝင်မှမုတ်ဆိုးများသည်ဝင်းဖေးကိုတောဆန်အနီးတွင်အတန်းယုံနှင့်လဲချနေသည်ကိုတွေ့ရှိခဲ့ကြသည်သူ၏ခန္ဓာကိုတစ်ခုလုံးမှ ရှုံွယ်များတွေးချေဥဒံရများနှင့် ပြင်းနှံ့နေပြီးလက်သေးများမှချိတ်ရများကြောင့်ကျိုးပဲ့နေသည်ကိုမြင်တွေ့ရသည်ထူးဆန်းသည်မှခြေဘဝများတွင် လူသားမလက်ပွေများကက်ကြံနေခဲ့သည်ရွာသားများကဝင်းဖေးကိုအိမ်တို့တည်ဆောင်ကစေဝါများလူနဲ့ပေးတော်လဲသူသည်အချိန်လုံးကြောင်းရွံ့ထိတ်လန့်နေပြီးသူမကငါးနောက်ကိုလိုက်လာအောင်မဲ့ဟုထက်ကထက်ကပြောနေခဲ့သည် ညာနာအချိန်တွင် ဝင်းဖေအေးအိမ်မှကျောင်းမဖွယ်ရအတဲများကြားရပြီးနနတ်တွင်ရွာသားများရောက်ရှိလာသည့်အခါဝင်းဖေအေးအခန်းတကားသည်အတွင်မှသွေးများဖြင့်စီးကျနေက သူ၏ခန္ဓာကိုယ်မှပျောက်ဆုံးနေခဲ့သည်နယံတွင်လက်သေးချစ်ရများနှင့်အတူငါအလဲဟူသော စာသားကိုသွေးဖြင့်ရေးထားခဲ့သည်ထိုနှင်းမှဆ၍ ထိုနေ့မှစ၍ယောသားများသည်ညဘက်တွင်တောအုပ်ဘက်သို့မကြည့်ရကြသောပေတခါတည်းညအချိန်တွင် ဝင်းဖေ၏အိမ်နားမှအမျိုးသမီးတယောက်၏ရေတံနှင့်တက်ကိုင်းများကို ဖြတ်ကျော်တံများကြားရတတ်သည်ဟုအသက်ကြီးသူများကပြောကြားခဲ့သည်တနာရီထဲမှာပဲကြံရီးခဲ့သည့်ဝင်းဖေးသည့ ตัวเลี้ยูประตูมามาเช้าไหนแค่จะต่อไป